Amazon ဒေါ်နက်ထဲကထူးထူးခြားခြားပောက်ကရတတဝါများကဘာကြီးဆုံးသစ်တော်တွေကတခုဖြစ်တဲ့ Amazon ဒေါ်နက်ဟာလေးဝက်စမ်းကြတဲ့တတဝါမျိုးစိတ်ပေါင်းများစွာရဲ့နေထိုင်ရာဌာနဖြစ်ပါလိမ့်ဒီသစ်တော်ကြီးထဲမှာပုံမှန်မဟုတ်တဲ့ထူးခြားစမ်းပြတဲ့အသွင်ပြင်းနဲ့ဇွမ်းရည်တွေကိုပိုင်ဆိုင်ထားတဲ့တတဝါတွေအများပြားရှိလို့နေပါလိမ့်ဒီလိုမျိုးအန်ဩစရာတတဝါတွေကမှလူများတိတ်မသိသေးကြတဲ့စိတ်ဝင်စားစရာအကောင်းဆုံးတတ္တဝါ၃မျိုးအကြောင်းကိုဒီနေ့ယူသအန်တိုင်းမန်ကနေပြီးတော့ဖော်ပြပေးကြပါမယ်။ မဦးဆုံးတစ်ကောင်ကတော့ပိုတူးငတ်ပါဒီငတ်ကိုမြင်လာတဲ့တာမန်ငတ်တွေနဲ့လုံးဝမတူဘူးဆိုတာသိပါလိမ့်မယ်ကြီးမားတဲ့အိယာမအမျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ကျဲပြက်တဲ့ပါးစပ်ပေါက်တွေကပိုတူးငတ်လေးတွေရဲ့ထူးခြားတဲ့အသွင်ပြင်ကိုဖန်တီးပေးထားပါသည်ပိုတူးငတ်ရဲ့အဓိကထူးခြားချက်ကတော့တစ်ပင်တွေရဲ့အကိုင်းခတ်တွေပေါ်မှာမလုံးမရှက်ဖဲရပ်နေနိုင်ပြီးသူ့ရဲ့အယောင်ဆောင်တတ်တဲ့အစွမ်းကအမခံပဲဖြစ်ပါလိမ့်သူရဲ့အမွေးတောင်တွေဟာတစ်ပင်ရဲ့အခောက်တွေနဲ့အယောင်တူညီတာကြောင့်မလို့နေဘက်မှာဆိုရင်တောက်ကောင်တွေ လူတွေရဲ့မြေအရုံကနေပြီးလောကပြောက်ွယ်နေနိုင်ပါလိမ့်။ညဘက်ရောက်မှသာဘိုးကောင်တွေကိုဖမ်းဆားဖို့အတွက်ထွက်လာတဲ့ဒီငါဟာအမေဆုံးတော်ရဲ့လှေဝှက်ထောက်လိုင်းသမားလိုပါပဲ။ဒုတိယမြောက်နေတဲ့ဆဲဝင်စားစရာကောင်းမဲ့တကောင်ကကြတော့ Jesus ပုတ်တင်လို့လူတီများရဲ့ basically ပုတ်တင်ညိုအမျိုးအစားဖြစ်ပါလိမ့်။ဒီပုတ်တင်ညိုလေးတွေကတင်းငယ်ပေမဲ့အမကန်းစွမ်းရည်တွေကိုပိုင်ဆိုင်ထားပါလိမ့်။အဲ့တော့ကတော့ရေပြင်းမှာပြေးနိုင်တဲ့စွမ်းရည်ပါ။အန်ဒီရခုခုနဲ့ရင်ဆိုင်ရတဲ့အခါမှာသူတို့ဟာ သူတို့ရဲ့နောက်ခြေထောက်နဲ့ချောင်းကိုအသုံးပြုပြီးတော့ရေမျက်နှာပြင်ပေါ်မှာမယုံနိုင်လောက်အောင်လင်းလင်းမြန်မြန်ဖြတ်ပြီးနိုင်ပါလိမ့်ဒီလိုမျိုးရေပေါ်ကိုပြည့်တဲ့ပုံစံဟာကျမ်းစာတွေကယေရှုခရစ်တော်ရေပေါ်လမ်းလျှောက်ပုံနဲ့တူညီတာအကြောင်းမလို့ဒီကောင်ကို Jesus ပုတ်တင်ညို့လို့နာမည်ပြောင်းပေးထားရခြင်းဖြစ်ပါလိမ့်ဒီဆိုရင်ဟာရန်သူရဲ့လက်ကနေပြီးတော့လွမြောက်ဖို့အတွက်ထိရောက်တဲ့ကာကွယ်ရေးနီလန်းတစ်ခုလည်းဖြစ်ပါ ರೀ အမေဇုန်တော်ရဲ့နောက်ထပ်ထူးခြားတဲ့တတ္တဝါစီးရင်ထဲမှာပါဝင်နေတာကတော့ကျွန်တော်တို့အကြောက်ဘူးတော်မလွဲတဲ့ပန်းရောင်လင်းပိုင်းတွေပဲဖြစ်ပါ ರೀ တာမန်ပင်လယ်ပြင်ကလပိုင်းနေလို့မျိုးမိခိုးရောင်မဟုတ်ဖ ೇನೆ ထူးခြားတဲ့ပန်းရောင်ကိုပိုင်းဆိုင်ထားတာကြောင့်ထင်ရှားပါသည်ဒီလေးမိုက်နေဟာမြေကြီးထဲမှနေထိုင်ကြပြီးမျက်စိသိမ့်မမြင်ရပေမဲ့ပဲ့တင်တန်းကိုအသုံးပြုပြီးတော့သရရပဝင်းချင်းကိုသိရှိနိုင်ကြပါသည်တနအီဒီထဲမှာဆိုရင်တော့ဒီပန်းရောင်လေးမိုင်းนี่ဟာညချိန်မှာချုံမောလာပွားတဲ့လူသားတွေအဖြစ်ပြောင်းလဲပြီးလူသားတွေနဲ့အတူတူရောနှောနေထိုင်တတ်ကြရဲလို့ယုံကြည်ကြပါသည်ဒီလိုတနအီဆန်တဲ့အလာတရားတွေကပန်းရောင်လေးမိုင်းကိုပို့ပြီးတော့စံကျေစေတာပါ ဒီလိုမျိုးထူးခြားစမ်းကြတဲ့သတ္တဝါတွေဟာအမေဇုန်ဒေါ်နဲ့ရဲ့မယုံနိုင်စရာဇီဝမျိုးကွဲကြွယ်ဝမှုကိုဖော်ပြနေတာဖြစ်ပါလိမ့်။နောက်ပြီးတော့အခုပြောပြခဲ့တဲ့ကောင်းနေတွေမကားသေးဘဲနဲ့တခြားသောရှားပါးမျိုးစိတ်တွေလည်းအများကြီးရှိလိုနေပါသေးတယ်။ဗုဒ္ဓငယ်ရဲ့ဖုံးကွယ်နိုင်တဲ့အစွမ်း၊ Jesus ပုတ်တင်ညိုရဲ့ရေပေါ်ပြေးနိုင်တဲ့ဆွမ်းရည်နဲ့ဗန်းရောင်လေးမိုင်ရဲ့ထူးခြားတဲ့အယောင်သွေးတွေဟာတဘာဝရဲ့စမ်းကြတဲ့လက်ရာတွေကိုပြသနေပါလိမ့်။ဒါကြောင့်မလို့အမေဇုန်ဒေါ်နဲ့ကြီးဟာစူးစမ်းလည်လာမှုအတွက်အဆုံးမရှိတဲ့ယရနာတိုက်ကြီးတစ်ခုလိုဖြစ်နေပြီး ဒီလိုစမ်းကြတဲ့တတ်တဝါတွေကိုကာကွယ်ပေးဖို့ဟာလေးပဲကျွန်တော်တို့ရဲ့တာဝန်ပဲဖြစ်လို့နေပါပြီဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပြီနောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုရှားဖွေတင်ဆက်ပေးဦးမှာမလို့ YouTube Entertainment Page နဲ့ Channel လေးကိုလည်း Like and Follow Subscribe လုပ်သွားဖို့အတွက်မမေ့ပါနဲ့ဩအစောင်းကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ thank you